ရှင်များအားလုံးမင်္ဂလာရှိတဲ့အခါသမယဖြစ်ကြပါစေ။ဒီနေ့မှာတော့ BPN သောတာရှင်များကိုဗဟေတိကဗျာတပုတ်အရင်ဖတ်ပြပါမယ်။ပြီးရင်တော့ကဗျာရဲ့အဖြေကို ကျမတို့အတူတူခမန်းဖြည့်ဆို့ကြပါမယ်။ကျမဟာလှပတဲ့ပန်းလေးတပွင့်လို့လမ်းဘေးမှာပုံအောင်နေပါတယ်။ကျမဟာရှော့နော်နေထဲမှာလဲပုံကွယ်နေတတ်ပြီးမိုးရွာတဲ့အခါ ရွေးရှားသွားတတ်ပါတယ်။ကျမဟာတိတ်ဆိတ်စွာနေလေးရှိပြီးပောက်ကွဲပြီးဆိုရင်လည်းအတန်ကျကျအော်တက်သေးတယ်။ကျမဟာတိတ်တဆိတ်အန်ရဲကို လွှဲထားတဲ့အတွက်ကျမကိုထိမိတဲ့သူတိုင်းတန်ရာရနိုင်တယ်။ဒါကြောင့်ကျမအနာကိုဘယ်သူမှမလာစေချင်ဘူး။ကျမကိုဘယ်သူမှလာပြီးမထိကန်စေချင်ဘူး။ဒါဆိုရင်ကျမကဘာပါလဲ။ ဒါကတော့ဗဟေတိကဗျာကိုဖတ်ပြပေးသွားတာပဲဖြစ်ပါတယ်။ဗဟေတိကဗျာရဲ့မိခွန်းကကျမကပါပါလဲတဲ့။အဖေကိုတော့ခဏနေကြရင်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကဗျာတပုတ်မှာဗေနိအမေးဖြေပါဝင်နေပြီဆိုကြတဲ့ကဒီကဗျာဟာစိတ်ဝင်စားစရာကောင်းနေပါပြီ။ပြီးတော့ကဗျာရဲ့အဖေကဘာဖြစ်မလဲဆိုတာကလည်းသိချင်းနေပါပြီ။ခုလောက်ဆိုရင် နားစင်နေကြတဲ့သူတွေစီမှာလည်းအဖေတချို့ရှိနေလောက်ပြီလို့ထင်ပါတယ်။ ကဲအဲ့ဒီတော့ဒီဖေနိကပြားကိုကျွန်တော်တို့အတူတူအဖြေညှိကြည့်ကြရအောင်လားခင်ဗျာဟုတ်ကဲ့ကျမဖတ်ပြသွားတဲ့ဗဟေတိကပြားရဲ့အဖြေကတော့မြေမြုပ်မိုင်းပဲဖြစ်ပါရဲ့ရှင်ဒီကနေ့ပေါ့ကတ်မှာတော့မြေမြုပ်မိုင်းအနေနဲ့ပတ်သက်ပြီးတော့ဒီကောင်းစရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကဲဒီလိုပြောရင်ရိုးရှင်းလို့မထင်ရပါပဲမြေရာဆိုတာ လူသားတို့ရဲ့ကဘာဝစကတဲ့ကတန်မိုးအရှိဆုံးအရာတစ်ခုပါ။မြေယာဟာစိုက်ပျိုးရေးရဲ့အခြေခံဖြစ်ခဲ့လို့လူအဖွဲ့အစည်းတွေတည်ထောင်နိုင်ခဲ့တာမြို့ပြတွေတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။မြေကြီးကကျမတို့ရဲ့အတိတ်ပစ္စုပန်အနာဂတ်အားလုံးကိုအမြင့်တွယ်ထားပေးတဲ့အိမ်ပါပဲ။မှန်ပါတယ်ခင်ဗျာ။ဒါပေမဲ့လူတွေဟာလက်ရှိမှာရရှိနေတဲ့အရာကိုပို့ပို့တနံသဘောထားတတ်ကြပါတယ်။နေရာကောင်းကိုအဆုံးမရှိတဲ့အရင်းမြစ်တစ်ခုလိုတုံးဆွဲနေခဲ့ကြပြီးအရေးကြုံမှာ ဒုက္ခကြုံမှပဲမိယာရဲ့တခဲတံမှုကိုနားလည်တတ်ကြတာပါဒီနေ့လိုပဲစေရတန်းမြေမြုံမိုင်းရဲ့တံတွေကြောင့်မြေကြီးကိုပြန်လည်ကုစားရတဲ့အခါမှာသူ့ရဲ့တံမှုကိုပိုးပြီးတည်လာကြရတာပါမြေမြုံမိုင်းရှင်းလင်းတဲ့အခါမှာလူသားတွေကခင်မိဆက်ပစ္စည်းကြီးတွေနဲ့စူးစမ်းနေကြပြီမြေတခါတလေကြတော့အကြီးမားဆုံးသောကုညီမှုကိုအငယ်ဆုံးသောသူရဲကောင်းတွေစီကရတတ်ပါတယ်အာအိုစီယာကောင်းတဲ့ပုံမြင်လေးတစ်ခုကတော့အာဖရိကတိုက်မှာစခဲ့တာပါ အပူပိုးလို့ခေါ်တဲ့ဖွဲ့စည်းတစ်ခုဟာအာဖရိကကျွတ်ကြီးတွေကိုလေ့ကျင့်ပေးခဲ့ပါတယ်။ဒီကျွတ်တွေမှာအာယုံခံနိုင်စွမ်းကောင်းတဲ့နှာခေါင်းရှိပါတယ်။သူတို့ဟာမြေမြုပ်မိုင်းထဲကရန်နံကိုအလွန်တိကျစွာရှာဖွေနိုင်အောင်လေ့ကျင့်ထားတာပါ။ Hero rats, hero rats armed with tiny claws. စဉ်းစားကြည့်ပါဒီ hero rat သူရဲကောင်းကြွက်လေးတွေဟာရွေစားသေးငယ်တော်လဲပဲသူတို့ရဲ့ အနံ့အာယုံခံနိုင်စွမ်းကြောင့်ပောက်ကွဲပဲကြံရှိနေသေးတဲ့မြေမြုံမိုင်းများစွာကို ရှာဖွေပေးပြီးအသက်ပေါင်းများစွာကိုကယ်တင်တဲ့အလုပ်ကိုလုပ်နေကြတာပါ။ဒါဟာကျွန်တော်တို့တတိမထားမရဲ့တရားတော်ကောင်က မြေကြီးရဲ့တန်ရာတွေကို ကုစားပေးဖို့အဓိကတော့ချက်ဖြစ်လာတဲ့ခေတ္တတန်ရာတွေတစ်ခုပါပဲ။ဒါပြင်မြေမြုံမိုင်းနဲ့ပတ်သက်ပြီးလက်ရှိနမူနာယူစရာနိုင်ငံတနိုင်ငံရှိနေပါတယ်။အဲ့ဒီနိုင်ငံကတော့ကမ္ဘောဒီးယားနိုင်ငံပဲဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကိုတစ်ချက်လောက်လေ့လာကြည့်လိုက်ကြရအောင်နော်ခင်ဗျာစစ်ပွဲတစ်ပွဲပြီးဆုံးသွားတဲ့အခါမှာကဘာမီဟာအရင်လိုမဟုတ်တော့ပါဘူးထွက်သက်ကိုပြန်ရှူထုတ်ဖို့အချိန်ကြာမြင့်စွာယူရပါတယ်ပြီးတော့ကဘာမီရဲ့မျက်ညံထဲမှာတတူတန်ခဲတွေပဲရှိပါတော့တယ်အတန်တိတ်ဖြက်စီရေးတမားတွေပဲကြံခဲ့ပါတယ်ဒါကိုအတီးပြုတ်ဖို့အနည်းဆက်ဆုံးတမိုင်းတွေက စစ်ပွဲအပြီးကမ်ဘောဒီးယားရဲ့အခြေအနေကို လေ့လာကြည့်ကြရအောင်ကမ်ဘောဒီးယားကိုစိတ်ကူးထဲမှာမြင်အောင်ကြည့်လိုက်ပါအန်ကောဝစ်ဘုရားကျောင်းရဲ့ရှေးဟောင်းကြောက်တုံးတွေနေထွက်ချိန်မှာတောက်ပနေပါလိမ့်မယ်မဲခေါင်မြစ်ကြီးကဖြင်းညှင်းစွာစီးဆင်းလို့စိမ့်ဆူနေတဲ့စပားခင်းတွေကလည်းမိုးကုတ်ဆောင်ပိုင်းကိုထိဆက်နေလို့ပြီးတော့အခြားတစ်ဖက်ကိုလည်းကြည့်လိုက်ပါဦးတောင်ကရုံးတွေတိတ်ဆိတ်သွားတဲ့တစ်တော်တွေ ဒဏ်ရာဒဏ်ချက်တွေမွာထနေပြီးပင်မနှမ်းလျနေတဲ့မြေစီလာတွေဒါတွေဟာစိတ်ကိုယ်ရင်ပုံရိပ်တွေမဟုတ်ပါဘူးတကယ်အမှန်တရားတွေပါ ကမ်ဘောဒီးယားရဲ့လက်ရှိအဖြစ်ပြက်တွေပါ ကမ်ဘောဒီးယားမှာဆယ်စုနှစ်ပေါင်းများစွာကြာခဲ့တဲ့ပြိပခါတွေကခြံထားခဲ့တဲ့ကဘာမြေရဲ့ဒဏ်ရာအမာရွတ်တွေပါကမ်ဘောဒီးယားကိုကြည့်ပြီးကျမတို့သင်ငန်းစာယူစရာတွေကြိုတင်ပြင်ဆင်လို့ရနိုင်တာတွေရှိပါတယ်အခုလက်ရှိမှာကမ်ဘောဒီးယားနိုင်ငံဟာ အတိတ်ပြိပခါတွေကနေခြံထားခဲ့တဲ့အန်နီယာတွေကိုရင်ဆိုင်ဖြည့်ရှင်းနေရအောင်ရှိပါသေးတယ်။နိုင်ငံတကာမိုင်းရှင်းလင်းရေးအဖွဲ့တွေက1990နောက်ပိုင်းကနေစလို့အခုထိရှင်းလင်းနေရတော့မှာပဲ။ဒါပေမဲ့တမ်းပေါင်းများစွာသောမြင်းမြုပ်မိုင်းနဲ့အခြားမပေါက်ကွဲသေးသောစစ်ကြံပစ္စည်းတွေဟာတချို့နေရာတွေမှာကြန့်ရှိနေတော့မှာပဲ။ဒါကြောင့်တချို့လေကွင်းစိုက်ပျိုးမြေတွေမှာအလောက်လောက်ကိုင်းနေရတဲ့တောင်သူလယ်သမားတွေအတွက် ချိန်ချမှုအန္တရာယ်တွေရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်။ဒါပေမဲ့ကမ်ဘောဒီးယားမြေကြီးရဲ့မွာစာကျဲနေတဲ့အနာရွတ်တွေဟာအသက်ဝင်တဲ့ရှုခင်းတွေအဖြစ်ပြောင်းလဲလာခဲ့ကြပါတယ်။တနည်းအားဖြင့်ကမ်ဘောဒီးယားတွေမြေယာကိုပြန်လည်ထူထောင်ခြင်းဟာသူတို့ရဲ့ဂုံတိတ်ခါကိုပြန်လည်ဆဲယူခြင်းပဲဖြစ်ပါတယ်။ဆိုတော့ဒါကိုကြည့်ခြင်းအားဖြင့်ကမ္ဘာမြေကြီးဟာသူ့ကိုနားအလဲဆုံးလက်တွေရဲ့ဂယုစိုက်မှုနဲ့ အချိန်ပေးပြုစုကိုတာပေးခြင်းကိုတာခံရမယ်ဆိုရင်ဒံယာရီကလည်းရှင်ပြန်လာနိုင်တယ်ဆိုတော့တတ်သေးပါပဲဟုတ်ကဲ့ပါမြေမြုံမိုင်းနဲ့ပောက်ကွဲစီတဲ့ဖြစ်စီတွေနဲ့ပတ်သက်ပြီးတော့တိထားစရာတွေတတိထားစရာတွေဆောင်ရံရှောင်ရံလေးတွေရှိပါတယ်ရှောင်ရံတွေကတော့အဲ့ဒီမြေမြုံမိုင်းနဲ့ပောက်ကွဲစီတဲ့ဖြစ်စီလို့တန်လျာရှိရတဲ့မထီရမကန်ရမရွှေ့ရမီးမရှို့ရမဆူဆောင်ရညီမမြုပ်ရ အရာဝတ္ထုတစ်ခုခုနဲ့မပြစ်ပေါက်ရပါ အနေရှိတဲ့နေရာတွေကိုသွားလာခြင်းမလုပ်ရပါတတိပေးအမှတ်သားကိုအမြဲကြည့်ပြုပါဆောင်ရံတွေကတော့မြမြုံမိုင်းနဲ့ပောက်ခွဲစေတော့ပစ္စည်းလိုတန်လျာရှိရာနဲ့လမ်းလျှောက်နေရာမှာချက်ချင်းရပ်ပါ အခြားသူများအားအနီးနားသို့မလာရန်တတိပေးပါအဲ့ဒီပစ္စည်းကို မထီကိုင်းအနီးနားသို့ မချင်းကပ်ပါနဲ့တင်လာရလမ်းကိုတိကျစွာကြည့်ပြီးတင်းချေလန်တိုင်းတိကျစွာပြန်လျှောက်ပါလူကြီးဖြစ်ပါက အမှန်တရားပြုလုပ်ပါ ဘေးရနေကင်းသီလံနေ့စဉ်ဖြစ်တန်းထွက်လာသီလံတို့ပြောက်တဲ့အခါထိုနေရာတွင် အနည်းရှိချောင်းကိုတတိပြုရန်အမှတ်သားပြုလိုပါထိုနေရာဒေသတွင် အနည်းရှိချောင်းကိုဒေသအာဏာပိုင်များမိတ်ဆွေတငယ်ချင်းများမိသားစုနဲ့ပြည်သူများကိုအကြောင်းကြားပါကဲဒီလောက်ဆိုမြေမြုံမိုင်းနဲ့ပတ်သက်ပြီးတော့ဘူးတုဒတချို့သိရှိသွားကြလိမ့်မယ်လို့ထင်ပါတယ်ကဲဒါကတော့မြေမြုံမိုင်းအနည်းနဲ့ပတ်သက်ပြီး PPN ကနေထုတ်လွှင့်တင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။နားဆင်သူပရိသတ်များချက်နှစ်တကြလိမ့်မယ်လို့ထင်ပါတယ်။ဒီပိုင်းဟာအရေးကြီးလက်ညွန်ချက်နဲ့ပညာရေးဆိုင်ရာတရားခွင်စကားတွေအတွက်နိုင်ငံတကာမိုင်းပညာရှင်အဖွဲ့အစည်းတွေရဲ့အနီးကပ်လက်ညွန်ချက်ဖြင့်ထုတ်လွှင့်ထားတဲ့အပီဆိုဖြစ်ပါတယ်။ BBN ကနေတင်ဆက်ပေးတဲ့ podcast တွေကိုနားထောင်ရတာကြိုက်နေတတ်တယ်ဆိုရင် BBN ရဲ့ social media platform တွေဖြစ်တဲ့ Facebook, YouTube, Spotify နဲ့ Apple Podcast တို့မှာ like share and subscribe လို့ချင်းဖြင့်နောက်ထပ်အကြောင်းအရာအသစ်တွေတင်ဆက်ဖို့ပံ့ပိုးကူညီနိုင်ပါတယ်ဆက်လက်ပြီးတော့ဒီနေ့ podcast အတွက်စကားလက်ဆောင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့တင်ဆက်သွားတဲ့ podcast အတွက်လက်ဆောင်လေးကတော့ကြပြားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ရှေ့မှာတင်ဆက်ခဲ့ပြီးဖြစ်တဲ့ကြပြားကို နောက်တစ်ခေါက်ပြန်လည်ဖတ်ပြရင်ဒီကနေ့ podcast ကနေနှုတ်ဆက်လိုက်ပါတယ်။ ကျမဟာလှပတဲ့ပန်းလေးတစ်ပွင့်လိုလမ်းပြီးမှပုံအောင်နေပါဗျ။ကျမဟာရွှွန်နုံနေတွင်မှလည်းပုံကွယ်နေတတ်ပြီးမိုးရွာတဲ့အခါရွေရှားသွားတတ်ပါဗျ။ကျမဟာတိတ်ဆိတ်စွာနေလေးရှိပြီးပောက်ကွဲပြီးဆိုရင်လည်းအတန်ကြဲကြဲအော်တက်သေးတယ်။ကျမဟာတိတ်တဆိတ်အန္တရာယ်ကို လွယ်ထားတဲ့အတွက်ကျမကိုထိမိတဲ့သူတိုင်းတံရရနိုင်နေ။ဒါကြောင့် ကျမအနာကိုဘယ်သူမှမလာစေချင်ဘူးကျမကိုဘယ်သူမှလာပြီးမထိတ်ကိုင်းစေချင်ဘူးဒါဆိုရင်ကျမကဘာပါလဲ